အနုမင်္ဂလာပါရှင်အနုကောက်တော်နေပါအနုခနေတာသမီးကျမ်းမှာရှင်းတာကြပါစေเนาะဆင်းရဲတယ်ဒုက္ခရောက်တယ်ဆိုတာကเนาะ မလှုပ်ခေးလို့မတန်းခေးလို့အတိတ်ကတော့အဲ့ဒါကြောင့်ဒီဘွားမှလေကိုဒီလိုနေရင်နောက်ဘွားဆိုပူဆုံးမယ်နော်အဲ့ဒါကြောင့်ဒီဘွားမှကောက်ကောက်ရှင်းသည်နောက်ဘွားအတွက်ဖြစ်ပါတယ်လို့နော်မားတို့ကသင်တရားမှာဒီလိုပဲလေနေတာနော်ဒီဘွားအဲလူဖြစ်လိုက်ဒီဘွားနောက်ဖြစ်နေဖြစ်လိုက်နောက်ဘွားငရေဆင်းလိုက်နော်အဲ့လိုပဲလေနေတာပါလို့အဲ့ဒါကြောင့်အဲမားပြောရှင်းတာနော်အမြဲတမ်းကုသကောင်းမှုကိုတခုအမြဲတမ်းလှုပ်ပေးပါအာစိန်ငကန်လှုပ်ပေးပါနော်ဒီနေ့ငါမွေးနေ့ မလို့ငါလှုပ်လိုက်ပြီဆိုပြီးတော့မလှုပ်ပါနဲ့လို့နောက်ပြီးတော့တချို့เนาะဖယောကိုเนาะငါပြောသီးတယ်အုပ်အုပ်တယ်เนาะ အသီးနံတွေအကုန်အုံးတာပေါ့ကွယ်ဖယောကျောင်းဖယောကျောင်းမှာပေါ့နော်အဲ့ဒါမလုံးမလုံးသိမ့်ပါဘူးနော်ဖယောဆိုတာအတူမရှိပါဘူးနော်တကယ်ပါမြင်းမြတ်တယ်နော်မြင်းမြတ်တဲ့ပုံကိုပါတကယ်ကိုယ်ဝေထိုက်တဲ့ရှိခိုးထိုက်တဲ့နော်လူနဲ့များစွာတဲ့တော်တွေအတွက်အများကြီးအသေးတရောနှလုံးတရောအိုးနေတာမောက်နေတာမောက်ပါရမီနေဖြည့်သွားတာပါလို့အဲ့ဒါကြောင့်ဖယောကျောင်းမှာဘာမှမထားပါနဲ့တသက်ရှင်းထားပါဖယောအတွဲဝေယဝိစလူတာကိုပဲထားပါ နော်နောက်ပြီးတော့ကိုစောင်းရင်တော့မှကုန်သေးတာပဲနော်ဖယောက်ကိုအမြဲတမ်းအဲ့ဒါကြောင့်မရှိဘူးမရှိဘူးလို့ပြောတယ်ပေါ့နော်အေးမရှိရင်ကိုအများကြီးကုသိုလ်ကိုဖီလောက်ပါနော်ကုသိုလ်မရှိလို့မွေတာပါလို့နော် ပြီးတော့ကိုကငါဒီနေ့မွေးနေမလို့ငါလှူမယ်ငါဒီနေ့ဟိုကမလို့ဆိုပြီးလှူမယ်ဆိုတာမရှိဘူးကိုမအာစိန်နဲ့ကအမြဲတမ်းအမြဲတမ်းအမြဲတမ်းကိုလှူပေးပါเนาะအဲ့ဒါကသူဟာသူပြန်ပြီးတော့ကိုကိုအကျိုးပေးလာပါတယ်လို့เนาะကိုဘလောက်ပဲကောင်းတာလုပ်လို့အကျိုးမပေးတဲ့အခါရှိတာပေါ့เนาะအဲ့ဒါကိုကိုကစောင့်ပါเนาะအဲ့ဒါကြောင့်ကိုကိုကိုရှိရင်ကုသိုလ်လုပ်ပါလို့เนาะဥပမာကွယ်ရေတူးမှာเนาะအဲစီတို့ထွားပဲတို့ထိမယ်ရေအပြည့်ထိမယ်เนาะရေကန်တိပြစ်ချလိုက်မယ်เนาะရေအိုးကပွေးသွားပြီမြဲအဲ့စီတွေထွားပဲတိကအပေါ်ကိုတက်လာပါတယ်လို့เนาะ အဲ့ဒါကြောင့်ကုသိုလ်လည်းဒီလိုပါပဲလို့နော်ကုသိုလ်လုပ်ခြင်းဟာကိုယ့်ကိုယ်ကိုရှိုက်ရှင်းရှင်းပါပဲလို့နော်အဲအဲ့ဒါကြောင့်နော်ဒီဘုရားမှာကိုလူဖြစ်တယ်ဆိုတာလေဒါကိုလုခေးလို့နော်အဆန်ရှိသေးဝဲခေါမဝင်တယ်ဆိုတာလေကိုလုခေးလို့ခြေစုံလဲစုံပါတယ်ဆိုတာလေဒါကိုလုခေးလို့မိဖားနဲ့မဆိုင်ပါဘူးမိဖားနဲ့ကတန်တူအကျိုးပေးမလို့နော်အဲအဲ့ဒါကြောင့်မာပြောရှင်းတာနော်ကိုယ့်ကိုယ်ကိုရှိဖို့နော်ပြီးတော့အောက်ကလူငယ်တွေစူးစမ်းကြပါနော်ပြီးတော့မှစိတ်တက်မကြပါနဲ့နော်အောက်ကလူငယ်တွေကအနာဂတ်မျိုးဆက်တဲ့ ြစ်ပါတယ်နော်အဲ့ဒါကြောင့်ကိုရှိတဲ့နေရာကစားပါကိုကြိုးစားနေတာကိုမရေလိုက်နဲ့သူမျိုးတခွင်းပြောတာနဲ့မရေလိုက်နဲ့เนาะသူပစားမှာကိုလန့်ဆုံးမလားကိုဘွားကိုရှောင်းမလားเนาะကိုမုံတီးလူကတော့ပြောမှာပဲနေကအသုံးမချဘူးနေကဘာဖြစ်တင်ညာဖြစ်တယ်ပြောတာကိုဂုတ်ထီကိုမထီးပါနဲ့အဓိကကိုရှောင်းမိလန့်ကိုကိုရှောက်ပါเนาะသူမျိုးပစားမှာလန့်မဆုံးပါစေနဲ့သူမျိုးနှခေါပောင်းနဲ့အသက်မရှူပါနဲ့ကိုရေးနှခေါပောင်းနဲ့ကိုအသက်ရှူပါအဓိကကိုစိတ် ကိုပိုက်တယ်နော်ကိုခန္ဓာကိုပိုက်တယ်လို့ပေါ့နော်အဲ့လိုကြိုးစားကြပါလို့ဖိုက်တင်ဖိုက်တင်ကောက်တော်နေပါ